ကဲအားလုံးပဲမင်္ဂလာပါနော်အဲ့တော့အာဘီမြတ်အောင်ပြောတဲ့ဇာတ်ကားတွေထဲမှာပေါ့နော်သူတို့အမှန်တရားတွေကိုသူတို့လက်ခံထားတယ်ပေါ့နော်ဘာအမှန်တရားလဲဆိုတော့ချမ်းမြောက်ကတက်မတော်ကအပိုင်ပြန်သိမ့်နေပြီဆိုတာကိုပြန်သိမ့်သွားပြီဆိုတာကိုအာဘီမြတ်အောင်ပြောထားတယ်ဗျနော်အဲ့တော့ကျွန်တော်သူ့ဇာတ်ကားလေးကိုအရင်နားထောင်ပါဗျာနော်ပါတိရဲ့ဇာတ်ကြီး ဟာမိတ်ပြည်တဲ့တက်တွေရဲ့လားရ။ Okay ။မြန်မာမဟာမိတ်တပ်တွေရဲ့တပ်ဖွဲ့ဝင်စီနော်မှာတိုင်းစစ်ဌာနတော်ဖြတ်ဖို့အခြေဆိုင်တဲ့မျိုးတွေအပါအဝင်53မျိုးကိုတိုက်ပိုက်ခံရရပါလေ။ကဲဒါကတော့ BBC ကပြောတာပေါ့နော်။အဲ10 20စစ်စင်ရေးပေါ့။အဲ့ဒါအဲ့ဒီမှာတို့ဒီ PDF တွေကမြန်မာနိုင်ငံရဲ့မြို့ပေါင်း50ကျော်ကိုတိမ့်ပိုက်ထားခဲ့တယ်ပေါ့နော်။အခုတော့တပ်မတော်ကဒါတွေပြန်ယူနေပြီဆိုတဲ့အကြောင်းကို နော်ပြန်ယူသွားပြီဆိုတဲ့အကြောင်းကို DVC ကပြောပေးတာဒါကိုအာရီမြက်အောင်လဲထောက်ခံတယ်ဗျနော်ကျွန်တော်ဆက်ကြည့်အောင်2025ဇန်နဝါရီမှာတော့ပုံကန့်တဲ့ MSCA ကတရုတ်ပြည်အားကြောင့်စစ်တပ်ကရဲ့ဗောတူမှုတွေကြားပါတယ်။ပြည်တော်ပြန်နှစ်ခေါ်ဆက်ရှင်ရင်ပြန်နှစ်ပြည့်ပြည့်တဲ့အောက်တိုဘာမှာတော့တအန်းတက် PNL တွေလည်းပြည်ုပ်ကြားဝင်နေစစ်တပ်နဲ့အင်ဂျင်လိုက်ပြီးဖြစ်ပါတယ်။ကဲဒီမှာတရုတ်ကြားဝင်မှုလို့ပြောတယ်ဗျာနော်။ ော့တော်တော်များများကမြန်မာနိုင်ငံသားတွေကအဲ့ဒါတွေမသိကြဘူးဗျာနော်အဲတော်တော်များများကဟိုမြန်မာတက်မတော်ကိုတရုတ်ဘောမာတယ်ထင်နေတာနော်တရုတ်အားကိုးနေတယ်လို့ထင်တာတကယ်ကမဟုတ်ဘူးဗျာတရုတ်ကမြန်မာဘောကိုလာမနေရတာဘာဖြစ်လို့လဲဆိုတော့အဲယူနန်အစိုးရနော်ယူနန်အစိုးရကယူရန်အစိုးရထဲမှာရှိတဲ့သူတွေက ပြောမယ်ဆိုခွာထားဖို့စူးစမ်းကြတာယူနယ်အစိုးရကလည်းပဲအဲ့တော့ခွာထားဖို့ကသူတို့ကအင်အားတောင့်တင်းဖို့လိုအပ်တဲ့ခါကျတော့ဒီမြန်မာပြည်ထဲမှာရှိတဲ့ဒီမြောက်သုံးကောင်ကိုသူကလက်နဲ့တက်ဆင်ပေးလိုက်တယ်ထောက်ပံ့နေခင်ဗျားတို့တသက်လုံးမြန်မာနိုင်ငံမှာဒီလောက်ကြာရှိတဲ့စစ်ပွဲကြီးဘယ်နှခါရှိခဲ့သလဲအရှိအကြာကြီးလောက်ခဲ့တာလုံးဒီလိုလောက်ကြာဖို့တဲ့နှစ်နှစ်ချီစစ်တပွဲတိုက်ဖို့ဆိုတာကစားစိတ်တွေရှိတယ်ကြည်ဖိုးတွေရှိတယ်တနက်ဖိုးတွေနေစိတ်တွေဟာဘာကြီးအယမ်းများတာ ဒီတိုင်းရင်းသားကမတိုက်နိုင်ဘူးနမတက်တော်ကိုအဲ့လောက်နှစ်နှစ်ချီပြီးတော့ဒါပေမဲ့ယူနန်အစိုးရကဒါကိုထောက်လိုက်တဲ့အခါကျတော့ဒီလိုစစ်ပွဲကြီးကကြာရှည်သွားတယ်ဗျအဲ့ဒါကို ရှီကျင်းဘင်တို့ကတိသွားတယ်နော်ရှီကျင်းဘင်တို့ကတိသွားတဲ့အခါကျတော့ဘာဖြစ်လဲတိအောင်လဲနတ်ဆက်ကသူကပြောလိုက်တာဟုတ်ဒီလိုလိုရှိတယ်ဆိုပြီးတော့တန်ခဲတမန်ကြီးကပြောလိုက်တဲ့အတွက်ကြောင့်အဲ့ဒီနောက်ပိုင်းမှာနော်အဲ့ဒီတရုတ်နိုင်ငံရဲ့အဲဝန်ကြီးချုပ်တွေအကုန်လုံး ရှိကြေးပဲကိုယ်တိုင်လဲလာသွားတယ်ဗျနော်လာသွားတယ်ခင်ဗျားတို့မမှန်မိကြတော့တေချာလေးစဉ်းစားကြည့်တရင်နေပြန်လန်ကြည့်ရှိကြေးပဲကိုယ်တိုင်လဲလာတယ်ပြီးတော့နာဇကကိုလဲခေါ်တယ်ပြီးတော့ဥသိမ့်စိန်ကြီးလဲသွားတယ်ဗျရှိကြေးမေရှိဦးနော်အဲအဲ့ဒီလူတွေရှိကြေးပဲနဲ့ပြန်ပြီးတော့အဲကျွန်တော်ပြန်စကားတွေပြန်ပြောပြီးတော့အဲ့ဒါဆိုရင်ဗျခင်ဗျားကျွန်တော်နားလည်အောင်ပြောပြပြန်နော်လူဘိန်းနားလည်အောင်အဲ့ဒါဆိုရင်ခင်ဗျားနိုင်ငံကိုခင်ဗျားနိုင်ငံမှာအခုလိုဖြစ်နေတဲ့မြောက်သုံးကောင်ကိုကျွန်တော်ရအောင်ပြန်ထိန်းပေးမယ်နော်အဲ့တော့ဒါပေမဲ့ အဲကျွန်တော်အဲ့ဒီမှာခင်ဗျားတို့ခင်ဗျားပြန်ယူတဲ့မြို့မှန်သမျှမှာတော့ကျွန်တော်ထိုင်ကြည့်ပေးမယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းထိုင်ပြီးစောင့်ရှောက်ပေးမယ်ဆိုပြီးတော့သူကတရုတ်ကပြောပါလိမ့်မယ်ဒါကြောင့်မို့လို့ကိုဟိုကိုကန့်နေနောက်ဆုတ်တဲ့အခါကျတော့ဟောလာရှိုးမှာနော်လာရှိုးမှာတက်မတော်ကိုစစ်ကြောင်းဝင်လာတဲ့အခါကျတော့တက်မတော်စစ်ကြောင်းကိုဒီကိုကန့်နေဝရီရပဲတွားကြိုပြီးတော့နေရာချပေးရတယ်ပြီးတော့လာရှိုးမျိုးပြန်လဲတိဆောက်ခြင်းကာလတွေမှာလဲလုံယုံရေးကိုအဲ့ဒီကိုကန့်နေ ဝရရပဲယူပေးရတယ်။နောက်တကအဲ့ဒီလာရှုံးမျိုးမှာတရုတ်ကဆက်ဆံရေးရုပ်ထိုင်ပြီးတော့စောင့်ကြည့်ပေးတယ်ဗျ။အဲ့ဒီတော့ပြောချင်တာကသူတို့မြန်မာနိုင်ငံဒီအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဗျ။ပြည်တွင်းချုပ်ချာအာဏာပိုင်တယ်လို့ပြည်ပချုပ်ချာလဲအာဏာပိုင်တယ်။မြို့သူမှဝေယုံဆက်ဖွက်လို့မရအောင်။နော်။အဲ့ဒီလိုရှိတယ်လို့ပြီးတော့ကျွန်တော်တို့ကတရုတ်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုတာပထမဦးဆုံးလက်မှတ်ထိုးရတဲ့နော်။ငြိမ်းချမ်းစွာအတူရှင်တွဲနေတဲ့မူကြီး၅ရက် နောက်ကြမှာဗန်တောင်းမှု၅ချက်လို့ပြောတာဗျနော်ဗန်တောင်းမှာ29နိုင်ငံလက်မှတ်ထိုးမှာဗန်တောင်းမှု၅ချက်လို့ခေါ်တာအရင်ဦးဆုံးမြန်မာနိုင်ငံကဥနုကြီးကိုရိုက်ကမကရပြုလို့တရုတ်နဲ့အိန္ဒိယမြန်မာသုံးနိုင်ငံအရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေတဲ့အချိန်မူကြီး၅ရက်ထိုးရတာဒါကြောင့်မလို့တနိုင်ငံနဲ့တနိုင်ငံဝေရောက်ဆက်ဖက်လို့ရှိရင်တိပီဆိုရင်အဲ့ဒါကိုပြန်ပြီးတော့ဖြည့်ရှင်းပေးရတဲ့တာဝန်ရှိတယ်ဒီမူ၅ချက်ကြောင့်ဒါကြောင့်မလို့တရုတ်ကသူ့ရဲ့အပြစ်ကိုသူတိလို့မြန်မာနိုင်ငံရေးကိုဝင်ပြီးတော့ ဒီလိုလေးတွေနတ်ဆကအစိုးရကူညီပြီးကူညီနေရခြင်းသာဖြစ်တယ်ဗျ။နော်အဲ့တော့တရုတ်ကတော့မြန်မာနိုင်ငံဘက်မှာတက်နိုင်တယ်မှာတော့သူကကောင်းအောင်လုပ်တယ်။မကောင်းလို့လည်းမရအောင်လေသူ့ရဲ့စီးပွားရေးတွေကမြန်မာသူ့ရဲ့စီးပွားရေး၃ဟို၄ဘုံတစ်ဘုံလောက်ကသူ့ရဲ့အခွန်ဘဏ္ဍာ၄ဘုံတစ်ဘုံလောက်ကိုမြန်မာနိုင်ငံကနေသူကဝင်နေတယ်ဖြစ်တဲ့အခါကျတော့သူ့ရဲ့အိမ်နေချင်းမြန်မာနိုင်ငံအရေးကသူ့အရေးဖြစ်နေတယ်ဗျ။ဒါရောက်ဖို့လည်းပဲသူကသူ့အပြစ်ကိုသူဆယ်တဲ့အနေနဲ့ဝင်ရောက်ပြီးကူညီဝေးနေတာ။ ါကိုကျွန်တော်တို့ကတရုတ်ဘောမာနေတယ်လို့ပြီးတာမန်မျိုးစုတွေကထင်နေကြတာဗျ။ကဲဒါလေးတွေကိုလည်းပဲမှတ်သွားကြပါဗျာ။အဲ့တော့ BBC ကပြောတဲ့စကားကတော့အဲတရုတ်ကဂျာဝင်ဖြတ်ပြေးမှုနဲ့အဲဒါတွေပြန်ရတယ်ပေါ့ဗျာ။အလွယ်ပြောရင်တော့ဟုတ်ပါတယ်။ဂျာဝင်ဂျာမိုလုံးဝမရတာသူ့အပြစ်သူရှိနေတာဟုတ်တရုတ်ကအဲဆက်နားထောင်ကြရအောင်။ဂျပန်နဲ့ကောဆက်ဆံမှုကိုဥပဒေရပိုင်းနဲ့တော့ပွဲနေတာအရကတက်တော့ဒီကလည်း ်နော်အဲ့တော့မြောက်သုံးကောင်မှာနှစ်ကောင်ကဘောမသွားပြီဆိုတဲ့အကြောင်းကို BBC ကိုရိုင်းရလဲပြောပြီနော်ကဲဆက်နားထောင်ရအောင်ဒီတော့တင်းတို့ဘောတူဘောနေတဲ့သူရှမ်းမှာကအုပ်စိုးသူအကြောင်းလဲပြန်ဖြစ်သွားတဲ့အကြောင်းဆက်ကြည့်ရအောင်ပါ။စစ်တော်များနှစ်ခေါ်စစ်စင်ကြီးပထမဆုံးကာလာဟာ MNDAA ရဲ့ PNL တို့ကသူတို့ကိုပူးပူးပါတယ်။အန်ဒီအာရီကိုပြန်လဲရယူခဲ့ပါတယ်။မြင်သာအောင်ပြောရရ ကပုခံကြောကနေတိမ်မီလန်းခွဲလာတဲ့ဖြင့်အစ်မြောက်တိုင်းစစ်ဌာနတို့ရှိလာလာရှုံးမျိုးကိုသိရရပြရားပေးခဲ့တာပါလေ။လမ်းဆန်လမ်းသူတဝိုက်ကိုလည်းတပြိုင်နက်ပြေးတင်းကြတာကပထမပိုင်းရဲ့စစ်သားရဲ့စီရင်နော်ဒါကတော့လူတိုင်းသိပြီးသားကိစ္စရပဲနော်အဲ့တော့ကျွန်တော်ကအစတည်းကဒါတွေသိတယ်ဗျနော်ဒီအရေးဒီမြမအရေးဒီအဖွဲ့အစည်းတစ်ခုကဝေယနှောက်ရက်နေတယ်နော် အဲ့ဒီအဖွဲ့အစည်းကလည်းပဲအမေရိကန်မှာနှောက်ယှက်သလိုကဘာကြီးကိုနှောက်ယှက်နေတာဖြစ်သလိုမြန်မာအရေးမှာလည်းအဲ့ဒီအဖွဲ့အစည်းနှောက်ယှက်နေလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါဘာအဖွဲ့လဲဆိုရင်63လုံးလို့ခေါ်တယ်လက်သုံးချောင်းထောင်တဲ့စေတန်အဖွဲ့ဗျနော်စာတန်လို့ခေါ်တာပေါ့သူတို့ခရစ်ယာန်ကျမ်းစာကျမ်းစာမှာဆိုအဲ့ဒီစေတန်အဖွဲ့ကအဲ့ဒီအဖွဲ့ကအင်ကဘလောက်ကြီးလဲဆိုလို့ရှိရင် နိုင်ငံတမရအဆင့်ကြီးတွေကသူတို့အဲတရားရေးမှန်တိုင်းတွေအုပ်ချုပ်ရေးမှန်တိုင်းတွေစီးပွားရေးမှန်တိုင်းတွေ အကုန်လုံးကိုဝင်ရောက်ပြီးတော့နေရာယူထားကြတဲ့အဲ63လုံးနေဖြစ်တယ်ဗျ။နော်အဲ့ဒါတွေကြောင့်တနည်းအချိန်ကြရင်ဒါတွေအကုန်လုံးဒီကျွန်တော်တို့တက်မတော်မြန်မာအပိုင်ပဲပြန်ဖြစ်မှာတက်မတော်မှာဟွက်ဖွဲရှိတယ်။အဲ့ဒီဟွက်ဖွဲကိုယူဖို့အတွက်ကပြန်လဲထိုးစစ်ပြန်ဆင်ဖို့ဆိုတာကဒီချိန်မှာမဟုတ်သေးဘူးဆိုကျွန်တော်ဟိုကလေးက2000အဲ့ဒီမှာလောက်ကင်ကိုပေးပြီးတည်းကကျွန်တော်ပြည်သူတွေကိုပြောပေးခဲ့တယ်ဗျ။အဲတချို့လည်းနည်းနည်းနားလဲသွားလို့ငြိမ်သွားကြတယ်ဗျ။နော်အဲ့တော့ အခုတော့တတ်မတော်ဟွက်ဖွဲကိုပြန်သုံးပြီးတော့အဲသူ့ရဲ့အပြစ်တိုင်းကိုပြန်ပြီးတော့ပြန်ဆယ်တဲ့အနေနဲ့တရုတ်ကိုကူညီကိုကူညီခိုင်းရတာပဲเนาะเนาะအဲအဲ့ဒါဆိုလို့ရှိရင်เนาะဒီဗီဒီယိုဖိုင်လေးကเนาะပြည်သူတွေအားလုံးသိကြသိဖို့အဓိကရည်ရချက်က reaction လုပ်ရတဲ့အဓိကရည်ရချက်ကကျွန်တော်တို့မြန်မာတပ်မတော်ဒီဆုံးရှုံးသွားတော့နေမီတွေအကုန်လုံးကိုပြန်လည်ရယူပြီးသွားပါပြီကြံတာဆိုလို့เนาะအေးအေးနဲ့စကိုင်းတစ်ခုပဲကြံပါတော့တယ်เนาะကြံတာတွေအကုန်လုံးကတပ်မတော်အောက်ကိုပြန်ရောက်သွားပါပြီ အခုဒီဇင်ဘာမှာပထမအကြိမ်ရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်အဲ့တော့တလပိုင်းမှာဖြစ်လိမ့်မယ်ဒုတိယတော့ရွေးကောက်ပွဲတလပိုင်းမှာထပ်လုပ်မှာဖြစ်ပါတယ်နော်အဲ့တော့အတိအကျပြောရရင်တော့တလပိုင်းဘယ်နှရက်လဲကျွန်တော်ပြန်ကြည့်လိုက်အောင်ပဲနော်အဲ့တော့တော်တော်များများကဒုတိယအတုတ်ကဘယ်နှရက်နေလဲဆိုတာမသိကြဘူးဗျနော်အဲ့တော့ကျွန်တော်တို့စီတော့စာဝင်နေဗျနော်အစိုးရကလုံးမဲ့ရွေးကောက်ပွဲအခုတတော့ပြီဒုတိယ ုတိယတော့ဘယ်တော့လုံးပါလဲဆိုတာကိုကျွန်တော်တို့ရှင်စာဝင်ပါတယ်နော်တော်တော်များများဖုန်းနေမှာဝင်ကြပါတယ်လူတွေသတိမထားမိလို့ဟာဒီထဲမှာမဟုတ်ပါနော်အဲအဲ့ဒါလေးတွေနော်အဲ့တော့ဒေအမကောကိုကိုဖုန်းထဲမှာကိုကြည့်လိုက်ကြနော်အစိုးရစာပို့ပါတယ်ဒုတိယကျင်းရွေးကောက်ပွဲကတလပိုင်းလားတလပိုင်းလားမသိဘူးနော်မြို့နယ်ပေါင်းတက်ရမှာလုံမယ်ဆိုပြီးတော့စာထက်ပို့တာပါတယ်နော်အဲ့တော့ကျွန်တော်တို့ကအဓိကကတော့ မြန်မာတပ်မတော်ဒီဆုံရှုံသွားတဲ့နေမျိုးတွေကိုလို့ပြန်လဲရယူပြီးဆိုတဲ့အကြောင်းကို BBC မှာလည်းပဲအတည်ပြုနေသလိုနော် IB မြောက်အောင်လည်းပဲလက်ခံနေပါတယ်ထောက်ခံနေပါတယ်နော်အဲ့တော့ IB မြောက်အောင်တို့ကတော့သူတို့ကတော့အနောက်ဗီဒီယိုမှာဖြစ်လိမ့်မယ်အဲ့ဒါဆိုဒီမှာတွေရက်လိုက်မယ်နောက်ဗီဒီယိုမှာပြန်လဲဆုံကြမယ်ဗျာနော်မဟာဗမာချင်းကြော်လင်ဖြစ်ပါတယ်